ားလုံးပဲမင်္ဂလာပါရေဟိုရှမ်းလေးမှာပြန်လည်ခြေဆွလိုက်ပါတယ်ဒီကနေ့ April 8ရက်နေ့ဒီကနေ့မှာတော့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်လူငယ်တွေလက်ဆောင်ထက်ချက်တွေအကြောင်းကိုကျွန်တော်အမိပါတွေကိုတင်ပြပေးပါပါဆိုတော့တရက်ထဲမှာအကြမ်းဖက်စစ်ခွေးတပ်တွေစုံုံတုံးပြီးတော့မြို့နှစ်မြို့ကိုစွန့်ခွာထွက်ပြေးသွားရတဲ့ဖြစ်စဉ်ကြီးတွေအကြောင်းမှာကျွန်တော်တို့ဒီတင်းတွေမှာ ကျွန်တော်တို့ရန်ကုန်တက်လို့နာမည်ကြည့်တယ်တမခ80ခွန်မှာစမုံတုံးသွားတဲ့အကြောင်းကြီးကြားရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါပရမဟုဆိုကျွန်တော်ရဲ့မိဘတွေကိုအင်းတော်မျိုးဆိုအောင်ဆိုတဲ့အကြောင်းတင်ပြပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေဥဆောင်ပြီးတော့ ိုက်ခိုက်ခဲ့တဲ့အမည်ပင်စေးအချင်းတွေကိုတင်ပြပေးမှဖြစ်တဲ့ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်တအူးချီစီတိုင်းဝင်ကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်လိုင်းကူလိုင်းကူအာလိုင်းကူဂျပန်လိုင်းကူဒုတိယဟာပထမပုတ်တူပထမကလေးနံပါတ်၅နေရှင်တဲ့ ဟုတ်ပါတယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင် လူငယ်တွေဥဆောင်ပြီးတော့တိုက်ခိုက်သိမ်းပိုက်ခြေမုံနိုင်ခဲ့တဲ့အင်းတော်မျိုးဆိုးအောင်အစ်စ်ဖြစ်ပါတယ်ဆိုတော့ဒီအပိုင်းတွေအတွင်းမှာကျွန်တော်လူငယ်တွေရဲ့ဒါပိဿမှုတွေကျွန်တော်လူငယ်တွေရဲ့ ရဲရင်ပြသမှုတွေကိုကျွန်တော်မိဘတွေဒါသတင်းတွေတစ်ခုပြီးတစ်ခုကြားနေရမှာ ဖြစ်တယ်။မှန်တယ်။ဒီကနေ့မှာပရမဦးစွာကျွန်တော်မိဘတွေကိုတင်ပြပေးချင်တာကတော့သခိုင်းညီမချင်းမို့တုတ်တင်ခံလိုက်ရတဲ့တာမခ90အဲ့ဒီတာမခ90ဆိုတာရန်ကုန်တက်လို့နမီကြီးနေတဲ့တက်ပါဆိုတော့ဒီနေ့ ဒါကျွန်တော်ရဲ့ဗီဒီယိုညီကုန်းမှာဆိုရင်ရခိုင်ပခိုးအဆက်မှာညောင်ညိုတိုက်ပွဲအတွင်းကနေပြီးတော့ထပြေးသွားတယ်တောက်ဆုံးနေစေဘူဟာမူအခုချိန်ထိရှာဖွေလို့မရသေးသလိုနောက်ထပ်ရန်ကုန်တက်လို့နာမည်ကြီးနေတဲ့တမခ89ကတမမူးနဲ့အကျမဖတ်စစ်ခွေးတွေကိုပါကျွန်တော်တို့တွေလိုက်ရှာပေးရမယ်ပုံသဏ္ဍာန်တွေကိုကျွန်တော်တင်ပြပေးမှာဗျာ ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်လူငယ်တွေလက်ဆောင်ထပ်သွားတဲ့တိုက်ပွဲကိုပဲပြန်ပြီးတော့တွားအောင်ပါစကိုင်းတိုင်းအင်းတော်မြို့မှာတော့ရန်ကုန်တက်ဆိုတဲ့ကောင်းကြီးနာမည်ကြီးပါတယ်ဆိုတဲ့ကောင်းကြီးအရန်ကိုဒါနိဗ္ဗာန်ရေကျွယ်ဝပါတယ်အရန်ကိုကြမ်းတမ်းပါတယ်အရန်ကိုစစ်ရေးကျွယ်ပါတယ်ဆိုတဲ့ကောင်းတွေစမုံတုံးသွားခဲ့ရပါတယ် ။ဒါကြောင့်လည်းပဲအချမ်းဖတ်စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်ကစကိုင်းငလင်လို့မခေါ်ပါနဲ့တဲ့။ဆိုတော့မန်လင်းငလင်လို့သူဘာကြောင့်ပြောင်းလဲတတ်မှတ်တာလဲကျွန်တော်မိဘတွေရဲ့ထင်ကြီးအမျိုးမျိုးရှိမှာပါ။ကျွန်တော်ကတော့ထင်ကြီးရှင်းပါတယ်။ဘာကြောင့်သူစကိုင်းငလင်ကိုဗျာ ခိုင်းမှာဘိုးချက်တယ်ပြီးတော့လှုပ်ခတ်ခဲ့တဲ့ငလင်ကြီးတကဘာလုံးကလည်းတည်တယ်တနိုင်ငံလုံးလည်းတည်တယ်ဒါကိုမန်လင်းငလင်လို့ဘာကြောင့်သူပြောင်းလဲလာတာလေပြောင်းလဲလိုက်တာလဲစစ်ကိုတိုင်းသွားအောင်တိုက်နိုင်တဲ့ကျွန်တော်တို့စကိုင်းကကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေကြောင့်လို့ပဲကျွန်တော်ကတော့တုံ့သက်ချင်ပါတယ်ဟုတ်ပါတယ် စကိုင်းငလင်လို့မခေါ်ကြပါနဲ့မန်လေးငလင်လို့ပဲကျေးဇူးပြုပြီးတော့ခေါ်ပေးကြပါဒါတွေကိုပြောတဲ့သူက net တွေဘိုးတော်တွေဘင်းရကြတွေကိုပဲ အာနာသိမ့်ပြီးတဲ့ကနောက်ဆုံးကျွမ်းကျင် လိမ်မာစွာ ပပနဲ့နဲ့အသုံးပြုလာခဲ့တဲ့တကယ့်ကိုအယူသီးတဲ့အကျန်းဖက်ခေါင်းဆောင်မင်းအောင်လှန် အဲ့တော့စစ်ကိုကိုင်းအောင် တိုက်နိုင်ခဲ့တာဟုတ်ဗျာဒါကြောင့်လည်းပဲစကိုင်းညလင်လို့တော့မှသူတို့တွေမခေါမမတုံးရဲလောက်အောင် ဖြစ်သွားလာဒါကတော့ညလင်ဆိုတဲ့ခေါင်းစဉ်နဲ့အမိလေးချိန်သွားတဲ့အကြောင်းကိုကျွန်တော်မိဘတွေကိုတပြပေးနေတာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါလက်ရှိအချိန်နေမှာလဲစကိုင်းနေမီအတွင်းမှာကျွန်တော်ဖတ်စစ်ခွေးတက်ကောင်တွေတတော်လေးကိုဆူဆူဝါဝါ ခံစားလိုက်ရတာကိုရန်ကုန်တက်လို့နမည်ကြီးတဲ့တမမှုထပီးခဲ့ရတဲ့တမမှုပြောက်ဆုံးနေတဲ့အကြောင်းကတက်သေးပါဟုတ်ပြီဒါဆိုရင်တော့အင်းတော်မြို့သိမ့်တိုက်ပွဲအဲ့ဒီမြို့သိမ့်တိုက်ပွဲကိုဘသူတွေတိုက်ခဲ့တာလဲပြီးတော့ဘသူတွေဥဆောင်ခဲ့တာလဲအရန်စိတ်ဝင်စားဖို့ကောင်းပါတယ်ဟုတ်ပြီကျွန်တော်တို့ အင်းတော့မြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တာကပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ဒါဆိုရင်တော့စကိုင်းတိုင်းကတာခရိုင်အင်းတော်မြို့ကိုကသုံးလုံးခရိုင်မှုရဲ့အမိတ်ပေးမှုနဲ့ April 9ရက်နေ့ညပိုင်းမှာအပိသက်တိုက်ခိုက်ချေမှုနိုင်ခဲ့ပါတယ်။နမည်ကြည့်တဲ့ဂျပန်လိုင်ကူကိုကျွန်တော်မြင်ပါတယ်။ ဒီဂျပန်လိုင်ကူဂုံးမှာနောက်ဆုံးသောကြံရစ်ခဲ့တဲ့အကြမ်းဖက်ဖက်စစ်ခွေတက်ရန်ကုန်တက်လို့နမည်ကြီးတဲ့ကောင်တွေကိုအမှုတ်ချိန်နိုင်ခဲ့တဲ့ကျွန်တော်တို့လူငယ်တပ်ဖွဲ့ဝင်တွေဒါဆိုရင်တော့ကာသုံးလုံးကခရိုင်မှုဆိုတာဘာတူလဲကာသုံးလုံးဆိုတာဘာလဲကျွန်တော်တို့အရင်ဆုံးရှင်းအောင်ပါဟုတ်ပြီ ကသုံးလုံးဆိုတာကတော့စကိုင်းတိုင်းအထက်ပိုင်းအချင်းပြည်နယ်နဲ့ထိစပ်နေတဲ့ area တွေကရတာခိုင်ကောလင်းခိုင်နဲ့ကမ့်လူခိုင်ဒေသတွေကိုကသုံးလုံးလို့ခေါ်ဆိုကြပါတယ်ခိုင်မူကတော့ဒီတိုက်ပွဲကိုဥဆောင်ညွှန်ကြားကုတ်ခဲ့ခဲ့တဲ့ကျွန်တော်တို့ဣသူကဝေးတပ်ဖွဲ့ဝင်ခိုင်မူ ABSDF ကဖြစ်ပါတယ်အဲ့တော့မြို့သိမ်းတိုက်ပွဲမှာ အချိန်၈လကြာစီးပေါ်ဆောင်ခဲ့ရပါတယ်ဆိုတော့အဲ့ဒီ၈လကြာစီးပေါ်ဆောင်ခဲ့မှုအတွင်းထဲမှာအချင်းလွတ်လပ်ရေးတက်မတော် KIA အမှတ်၁စစ်ဒေသပူပေါင်းတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကျွန်တော်တို့ကြောင်းသားတပ် ABSDF နဲ့ဒေသဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ပါကဖတွေပူပေါင်းပြီးတော့ဆင်နွှဲခဲ့တဲ့ကာ၃လုံး ခရိုင်မှုရဲ့အမိန်ညွန်ကြားပေးမှုတွေနဲ့လူတော်လန်ရေးမှပေါက်ဖွားခဲ့တဲ့ကျွန်တော်တို့ပြည်သူကာဝယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေဦးဆောင်ပြီးတော့လက်ခတ်သိမ့်ပိုက်နိုင်ခဲ့တာပါဒါကြောင့်နှစ်ရက်မြို့နှစ်မြို့ကိုတရက်ထဲနဲ့တိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့တဲ့ပြည်သူကာဝယ်ရေးတပ်ဖွဲ့ဝင်တွေတခါတည်းမှာ ကျွန်တော်တို့ဒါနိုင်ငံရေးဖြစ်တယ်စီရင်ဖြစ်တယ်ပြီးတော့ကျွန်တော်တို့နိုင်ငံဟာနှစ်ပေါင်းများစွာကျွန်တော်ပြည်သူကို နိုင်ပါအောင်ကျွန်တော်ပြည်သူကိုစင်ရဲအောင်ကျွန်တော်ပြည်သူကိုပညာမတတ်အောင်လှုပ်ဆောင်လာခဲ့တဲ့အတွက်အချို့သောနေရာလေးတွေမှာကျွန်တော်တို့ဒါလောကကံရထိမ့်သိမ်းရတာလေးတွေခတ်တတ်ပါတယ်ဆိုတော့ဒီအခြေအနေတွေမှာကျွန်တော်တို့လူငယ်တွေဟာ မိမိတို့လုပ်ရမယ့်လုပ်ကိစ္စတွေနဲ့မိမိတို့ရဲ့တာဝန်တွေကိုအကောင်းဆုံးစ조사ပြီးတော့နှိမ့်ညွှန်းစုံနဲ့ကြော်ဖြတ်နေကြတယ်ဆိုတာကိုကျွန်တော်မိဘတွေကသိပေးခြင်းတယ်ဆိုတော့ဒီအပိုင်းတွေအတင်းမှာသတင်းမကောင်းတာလေးတွေလည်းရှိမယ်အဲ့ဒီသတင်းမကောင်းတာတွေကလာရှုံနဲ့ပတ်သက်တဲ့သတင်းတွေပါဆိုတော့လာရှုံမှာလည်းပဲဒီနေ့ကြာဆုံးရဲဘော်တွေအတွက်ဘုံမြူပွဲခန်းနာတွေသူရဲကောင်းပွဲတစ်စိတ်ချင်းမြင့်တာတွေ ီးတော့ကြာဆုံးရဲဘော်တွေအတွက်ထောက်ပံ့ငွေတွေပေးအပ်ခဲ့တာတွေပြီးတော့ကျွန်တော်တို့လာရှိုးမျိုးတိန်းတိုက်ပွဲမှာပျက်စီးခဲ့တဲ့အိမ်တွေပြည်သူပိုင်းအိမ်တွေအတွက်ကျွန်တော်တို့ရောကျင်းငွေတွေပေးအပ်ခဲ့တာတွေကိုကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့အဲ့ဒီတိုက်ပွဲမှာကြာဆုံးခဲ့တဲ့တပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေဟာအဲ့ဒီဂုံယူပွဲကိုတက်လာပြီးတော့သူတို့ရဲ့သက်ဆိုင်ရာမိသားစုဝင်တွေရဲ့ ပိစက်ခဲ့တဲ့ကျွန်တော်တို့ရဲဘော်တွေရဲ့အုတ်ခုလေးတွေမှာသူတို့ရဲ့ငိုကြွေးနေတဲ့အတန်ဟာတော်တော်လေးကိုချောက်ချားစရာပါဆိုတော့ဒီရဲဘော်လေးတွေကြာဆုံးခဲ့တာမကြာသေးဘူးပြီးတော့ဒီရဲဘော်လေးကိုဒီရဲဘော်လေးကြီးကြဆုံးကြဆုံးခဲ့တဲ့အတွက်ရောဂျီအနေနဲ့ပြီးတော့ထောက်ပံ့ဂျီအနေနဲ့ပေါ့ဗျာပေးအပ်ခဲ့တဲ့ငွေအဲ့ဒီမိသားစုတွေကမလိုချင်ဘူး မိကြည့်ပါသူတို့မလူချင်းဘူးကျွန်တော်ရင်ပြပါတယ်မလူချင်းဘူးပြီးတော့ပျက်စီးဆုံးရှုံးခဲ့တဲ့အိမ်တွေအတွက်ပြည့်ခဲ့တာကတော့တမျိုးပေါ့ဗျာဒါကတော့ကျွန်တော်ပြန်လိုက်ထူထောင်ရေးဆိုတာကကျွန်တော်နိုင်ရင်တွင်းမှာမဖြစ်မနေလှုပ်ဆောင်ကြရမှာကျွန်တော်ဆုံးရှုံးခဲ့တဲ့အိမ်တွေအတွက်ကျွန်တော်ပြန်လဲပြီးတော့ပြည်သူကရွေးချယ်လာတဲ့အစိုးရတရက်ကတော့တေချာပေါ့ပုံမူကောင်းမွန်သောဒီထက် အမှန်ကန်ချက်ပြေဝသောပြန်လဲထူထောင်ရေးတွေကိုလှုပ်ဆောင်ပေးရမှာ အမကကြပြောရသောဆိုတာကလည်းငလင်တန်ကိစ္စတွေတဘောဘေးရန်တဲ့ကိစ္စတွေပါထည့်သွင်းပြီးတော့စဉ်းစားကြရမှာဖြစ်တယ်ဗျာဟုတ်ပြီဒါကတော့အာအချို့သတင်းရင်းမြစ်တွေမှာဆိုရင်အဲ့ဒီထောက်ပံ့ဂျီဟာတရုတ်ကပေးတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာပါတယ်တရုတ်ကစခဲ့တဲ့ဤဟာကျွန်တော်တို့မိဘပြည်သူတွေရဲ့ရင်ထဲအထိဆွဲလောင်ကျွမ်းခဲ့ပါတယ် ဆိုတော့ကျွန်တော်တို့လူငယ်တွေဒီမြန်မာနိုင်ငံနဲ့ကျွန်တော်တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေပူးပေါင်းဆောင်ရွက်တဲ့စစ်စင်ရေးတွေမှာကျွန်တော်တို့ရဲ့အသက်တွေကို ကျွန်တော်တို့ပြည့်လူခဲ့ကြတယ်။ဒါကိုလည်းတိုင်းရင်းသားတပ်ဖွဲ့ဝင်တီတီကသိပါတယ်။ဒါပေမဲ့ဒီရေပေါ်တွေကိုတဦးကြီးစီတိုင်းကိုယနေ့အချိန်ထိကျွန်တော်တို့ရဲ့ပြည်သူ လူထုတစ်ရက်လုံးကမမေ့သေးဘူးဆိုတာကလည်းတိုင်းရင်းသားတပ်ဖွဲ့ဝင်အတီးတီက အမြဲတမ်းအမှတ်ရနေဖို့ရည်ကြီးပါတယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့အင်းတော်မျိုးကိုဥဆောင်ပြီးတော့တိုက်ခိုက်ခဲ့တယ်ကျွန်တော်တို့ရဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်လူငယ် PDF ဆိုတော့ဘဘကြောက်ကကောင်းနေတော်တော်လေးကိုရင်ခွင်းတာကြာနေပါတယ်တရက်ထဲမှာမျိုးနှစ်မျိုးပြေးလိုက်ရတယ်ခေါင်းစဉ်တွေအများကြီးသူတို့ပြောင်းနေဆိုတော့ကျွန်တော်တို့ဒါ NUG နဲ့ ကျွန်တော်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကျွန်တော်တို့စီးဆိုင်ရာကျွန်တော်ထုတ်ပြန်ကြီးညာချက်တွေကိုသူတို့ကမျက်စောင်းပြန်ထိုးတယ်ဆိုတော့အဲ့ဒီထုတ်ပြန်ကြီးညာချက်မှာလည်းတေချာလေးပြန်ကြည့်အောင်ငလင်တင့်ဒေတာတွေနဲ့သက်ဆိုင်သော နေရာတွေမှာအပတေချာလေးစာဖတ်ကြည့်လိုက်ရင်တွေ့မှာပါဆိုတော့ကျွန်တော်ငလင်ဘေးတန်ငလင်နံခံစားကြရတယ်ကျွန်တော်တို့ခရိုင်မျိုးနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်တို့ကဒါကျွန်တော်တို့ရဲ့ process ကိုရပ်တန့်ထားတာပါ ဆိုတော့အခြားသောနေရာတွေမှာတော့ကျွန်တော်တို့တက်ခိုက်သိမ့်ပိုက်နေစေတက်ခိုက်သိမ့်ပိုက်နေတဲ့နေရာတွေကိုတော့ကျွန်တော်တို့ကလုတ်တင့်လုတ်ထိုက်တာတွေကိုတော့လုတ်ဆောင်နေပါတယ်သူတို့ရင်နာသွားတဲ့အဓိကအချက်ကအခုအင်းတော်မျိုးသိမ့်တိုက်ပွဲမှာကျွန်တော်တို့နေဦးတော်လန်ရေးကပေါက်ပွားလာတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဥဆောင်ပြီးတော့တိုက်ခိုက်ခဲ့တယ်ဆိုတော့အဲ့ဒီမှာ ခွေးလို့ဝက်လို့သိသွားတဲ့ကောင်တွေနဲ့ခွေးပြီးဝက်ပြီးထွက်ပြေးသွားတဲ့ကောင်တွေကလည်းရန်ကုန်တက်လို့နမယ်ကြီးနေတဲ့တမခ89ခွန်ဆိုတော့ရင်နာဆရာပါပဲရင်နာသိမ့်ပါဒါကျွန်တော်တို့တနှစ်သားအချို့ဆိုရင်တနှစ်သားနှစ်နှစ်သားသုံးနှစ်သားအချို့ကြတော့၄နှစ်သားဒီလူကဝေးတက်ဖွဲ့ဝင်တွေတို့နှစ်ပေါင်းများစွာဒါလေ့ကျင့်ခဲ့ပါတယ်ပြင်ဆင်ခဲ့ပါတယ် ပြီးတော့နိုင်ငံတကာမှာသွားရောက်ပူးပေါင်းပြီးတော့လေ့ကျင့်သင်ယူခဲ့ပါတယ်ဤပညာတွေကလည်းတကယ်ကိုကမ္ဘာထက်ကျန်းအဆင့်မှီပါတယ်ဆိုတော့ National ကောင်းတွေကိုကျွန်တော်တို့ကလေးတွေကတုတ်လိုက်တော့သူတို့မှဖြေစရာမရှိရင်ကွမ်းနာကြနေတာပါဆိုတော့ရင်ကွမ်းနာကြနေတဲ့ကောင်းတွေကိုလည်းကျွန်တော်ကထပ်ပြီးတော့3 page လိုတာက indoor မြို့မှတီဘယ်နေရာကို ခยีဆက်အောင်မှာလဲဒါကြောင့်မနေ့ကဗီဒီယိုဖိုင်မှာကျွန်တော်ရဲ့မိဘတွေကိုကျွန်တော် message လေးညားစွာပေးခဲ့ပြီးပါပြီဟုတ်ပြီအခုတော့ကျွန်တော်တို့ရဲ့ဒီနဆိုင်ရန်ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေရဲ့ဥဆောင်မှုနဲ့တစ်ခါသိမ့်ပိုက်ခဲ့ပြီးတော့ကာသုံးလုံးခရိုင်မှုရဲ့အမေပေးကုကဲမှုတွေနဲ့ကျွန်တော်တို့ရေဦးတော်လန့်ရေကပေါ်ဖွာလာတဲ့ကျွန်တော်တို့ရဲ့ရဲဘော်လူငယ်တွေနဲ့ ကျွန်တော်တို့ရွေးဦးတော်လန်းရေးကိုဝိညာဉ်ကူညီပေးနေတယ်ကျွန်တော်တို့မိဘတွေအားလုံးရဲ့ပူပေါင်းတော်အောင်ပွဲဖြစ်ပါလက်ရှိချိန်မှာကျွန်တော်ရဲ့ဒါ Telegram မှာတော့ကျွန်တော်တို့လက်နက်ခေယံအချို့ရရှိထားတာတွေကိုသိသိရမိထားတာတွေကိုတင်ပြပေးထားပါတယ်ကျွန်တော်ရဲ့မိဘတွေဝင်ရောက်ပြီးတော့ကြည့်ရှုနိုင်တယ်ပြီးတော့ ကျွန်တော်တို့ဒါဖန်စီရမိထားတဲ့အကြမ်းဖက်ဖတ်စစ်ခွေးတက်ကနက်စနူကောင်တွေရဲ့ရုပ်သံဗီဒီယိုဖိုင်တွေကိုလည်းကျွန်တော်ထပ်မံပြီးတော့တင်ပြပေးပါမယ်။ဟုတ်ပြီ။ကျွန်တော်တို့ဒါပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကလည်းလက်နဲ့ချီပြီးတော့စစ်စင်ရေးဆောင်ရွက်ခဲ့တယ်။အဲ့ဒီစစ်စင်ရေးမှလည်းကျွန်တော်တို့ရဲဘော်လူငယ်တွေဖက်ဒရယ်နဲ့ဒီမိုကရေစီတိုက်ပွဲမှာမြင့်မြတ်စွာ အသက်ပေးလူခဲ့ရတာတွေရှိပါတယ်။ဒါတွေကိုလည်းကျွန်တော်မိဘတွေကိုတင်ပြပေးပါမယ်။ ဒါကြောင့်လည်းပဲကျွန်တော်မိဘပြည်သူတွေကုညီပေးစရာအခုရှိပါတယ်။အဲ့ဒါကတော့ရခိုင်ဘူရိုမမှာရှိတဲ့ညောင်ကျိုးတိုက်ပွဲအတွင်းမှာဖပြေးပျောက်ဆုံးနေတဲ့ဘျူဟာမှုနဲ့နစနူကောင်တွေကိုအခုချိန်ထိရှာလို့မတွေ့သေးပါဘူး။ဘဝရက်ကွက်ကနစနူကောင်တွေလည်းသူတို့ဘျူဟာမှုသူတို့ဘယ်ရောက်လို့ဘယ်ပေါက်ဘယ်နေရာမှာရှိမှန်းသူတို့လည်းစုံစမ်းလို့မရဘူးသူတို့လည်းရှာပြင်းပြင်းထန်ထန်အပူတပြင်းရှာဖွေနေသေးပါဘူး။ ငလင်လှုပ်ပြီးတော့အစာဦးပြီးပြီးတော့တခါလေးပွဲချင်းပြီးသွားတယ်ဆိုရင်တော့ကိစ္စကပြတ်သွားမှာပါအဲ့လိုမျိုးညောင်ကျိုးကထွက်ပြေးသွားတဲ့ဘျူဟာမူငစနူအုပ်စုတော်မှာရှာလို့မတွေ့သေးဘူးအခုအင်းတော်မျိုးမှာလာရောက်တဆွဲထားတဲ့ရန်ကုန်တက်လို့နမည်ကြီးတဲ့တမခ89တမမမှုနဲ့ငစနူကောင်တွေကလည်းထပ်မှန်ပြီးတော့ကြောက်ဆုံးသွားပါတယ်သူတို့ကတော့အပူတွင်ထပ်ပြီးတော့ရှာဖွေနေကြပါတယ်တဲ့ ဆိုတော့ကျွန်တော်ရမိပါပြည်သူတွေဝိုင်းပြီးတော့လိုအပ်ရင်ရှာပေးလိုက်ပါအောင်ဗျာဘယ်မြောင်းဘယ်ချုံဘယ်တော့ဆက်မှာအမိမဲ့ that body တွေကိုကျွန်တော်တို့နောက်ရက်တွေမှာထပ်မံပြီးတော့တွေ့မြင်ရဖို့ရှိပါတယ်ဒီကနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေရဲ့အဓိကအချက်ကတော့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေလက်ရှိအချိန်မှာစီရေးစွမ်းဆောင်ရည်တွေနဲ့ လက်ရှိနိုင်ငံရေးစီရေးတွဲဖက်ပြီးတော့လုတ်ဆောင်နေတဲ့လူဦးတော်လှန်ရေးရဲ့တကယ်ကိုထူးချွန်တဲ့လူငယ်တွေအဖြစ်ကျွန်တော်ရဲ့မိဘတွေတွေ့မြင်နေရပြီလို့ကျွန်တော်တင်ပြရင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုကိုအဆုံးသတ်ပြစေ။နောက်လာတဲ့ဗီဒီယိုတွေဒီထက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်။လနဘေးစေဘေးကဘေးကြောင်းနေတယ်ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မြို့ပပြည်သူရဲဘော်ရဲဘက်တအိုးချင်းစီတိုင်းဘင်းနဲ့ကင်းရှင်းပါစီကြောင်းလေးလေးနက်နက်စတောင်းရှင်းနေ 进到一步线里吧。